ဆိုင်းဆရာကြီးမောင်ထင်းရဲ့ငဘာဝိထုကိုပုံမှန်ရိုက်ကူထားတဲ့ငဘာရုပ်ရှင်ဇာတ်ကားကိုဇန်နဝါရီလ17ရက်နေ့မှာရုံတင်ပြသတော့မှာဖြစ်ပါတယ်။ဒီရုပ်ရှင်မှာတော့လယ်သမားကြီးငဘာအဖြစ်ကျော်သူကတရုတ်ဆောင်ထားပြီးဒီဇာတ်ကားကဒီနေ့ခေတ်လယ်သမားတွေရဲ့ဘဝနဲ့ကိုက်ညီမှုရှိမရှိကိုတော့လာရောက်ကြည့်ရှုတဲ့ပရိသတ်တွေကအဆုံးဖြတ်ရမှာဖြစ်တယ်လို့ပြောပါတယ်။ဒီရုပ်ရှင်ရိုက်ဖြစ်ခဲ့တဲ့အကြောင်းနဲ့ဒီဇာတ်ကားပေါ်အားရကျေနပ်မှုတွေကိုတော့ထုတ်လုပ်သူဦးကျော်စိတ်ပညာနဲ့ငဘာအဖြစ်ပြ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 တရုတ်ဆောင်ထားတဲ့ကျော်သူတို့ကအခုလိုပြောပြပါဗျာ။ ့တော့ဒီကားမှာဟိုတရားရံနေလို့မဟုတ်တော့မှာ90ကျော်တော့ကိုကအားရပါတယ်။ဆိုပါလေးဒီမှာကိုကတိတ်အားမရတာတွေလည်းရှိတယ်။ဥမာပေါ့ဘူး။ပထမဒုတိယကမ္ဘာစစ်ပုံလေးတွေပေါ့ကိုကဒီကမ္ဘာရုပ်ရှင်တော့ပါကညမတာတော့ကောင်းပြီးတော့ထည့်ရတာပုံလေးတွေပါလေ။ကျန်တော့ quality တွေကကိုလိုချင်မှာထိမ့်သိမ့်တာတွေအားနေတာတွေတော့တကယ်ကောင်းအောင်မကြံတော့ဒုတိယကမ္ဘာစစ်ကပုံလေးနည်းနည်းလေးကြည့်ရတာလည်းဝါတနာဖြစ်သွားတော့ပေါ့။ကျန်တော့ကိုကောင်းတယ်။ကိုဒီဒီဒီရိုက်တဲ့ခေတ်ကစင်းရောပါရောကာလာရောတွေ့ရတယ်ဆိုတော့ကောင်းပါလား။ကျွန်တော်ကပတ်စံပြီးရှိတဲ့အခါ ်ပါဘာသာမျိုးတွေခံမှာကျော်လာဒီတန်းတွေကိုအိုက်တင်နေလို့ချိန်တာဘာမှသူစက်ကြည့်မဲ့ပြုံးသွားမယ်ခုဘာအမိမင်္ဂလာလက်ပွဲပစ္စည်းတော့ကြာသွားပြီဒါပေမဲ့အတွေ့ရပြောင်းနေတဲ့ပတ်စံလေးကိုဆိုလိုက်အဲဒီအပြောင်းနေတဲ့ပတ်စံကိုအမြတ်နိုးထားတာစစ်စာပစ္စည်းတွေပတ်စံလေးဒီပုံစံပါဒီပုံစံတော့ဂျီခွဲတယ်ဂျီခွဲပြီးပါကြောင်းနေရတွေ့တယ်အဲတတိဆုံးလိုက်တယ်ဘယ်နောက်နေဒီကိုဟုတ်လား ဟိုတိုင်ကြီးရဲ့စေရဲ့နေချာပြီးရောက်ဖြစ်ကုန်တယ်။ဟုတ်ကဲ့။သခင်တို့ရဲ့ဥပမာဆိုတော့အဲဒီဟာကဒီနာဆုံးတာခတ်ပါတယ်။ဒီနေ့တော့လည်းဓမ္မနဲ့အင်္ဂလိပ်ကလည်းဓမ္မဂျပန်ကလည်းဓမ္မနဲ့လည်းလည်းရပြီးတဲ့ပါပါပွားတယ်။အခုဒီမပေးရပြီးတဲ့အချိန်မှာလည်းဓမ္မနဲ့ပါပွားတာချီချီရှိရတဲ့ပဲဆုံးဖြတ်ပါမယ်။ကဘာရုပ်ရှင်ဆက်ကားကို2016မြန်မာရုပ်ရှင်ထူးချုံစုစီးရင်ဝင်ဖို့အတွက်လူဝင်မာလာအတွင်ကပြည်မျိုးမာရုံတင်ပြသခဲ့ပါဗျာ။